ဒီနေ့ update မှာ adjust လုပ်ပေးလိုက်တဲ့ item တွေရောင်းကိုပြောပြပေးခြင်းပါတယ် dominant ice သွေး250ကိုဖြုတ်လိုက်တယ် physical defense ကိုလည်း short လိုက်တယ် magic defense 40ကတော့အစ်စ်အနေနဲ့ပါလာမယ် unit passive ဖြစ်တဲ့လာချတဲ့ enemy ရဲ့ attack speed ညော့စေတဲ့ effect ကိုဖယ်လိုက်တယ်အဲ့ဒီအစားကိုယ့်ရဲ့5 unit กว่าမှာ enemy တကောင် ရှိနေမယ်ဆိုလို့ရှိရင် physical နဲ့ magic defense က80စီတိုးနေမယ် enemy 9កောင်ရှိရင်တော့40စီတိုးနေမယ်တဘောပေါ့ဗျာ ဒုတိယ university ဖြစ်တဲ့အနမီရဲ့တွေးနဲ့ရှီတက်တာကိုကောင်တာတဲ့ effect ကတော့အရင်တိုင်းပဲ dominant ice ကို adjust လုပ်ပေးရတဲ့ရည်ရွယ်ချက်ကတော့အနမီရဲ့ attack speed ကိုကောင်တာဖို့ထက်ရှီတက်တာနဲ့တွေးတက်တာကိုအဓိကထားပြီးတော့ကောင်တာစေချင်တာပါလို့ပြောထားပါတယ်အဲ့ဒါဆိုရင် attack speed ကိုဘယ် item နဲ့ကောင်တာကြမလဲ chastic pawdron ဆိုတဲ့ item အစ်ထုတ်ပေးလိုက်ပါတယ်တွိုင်လိုက်အာမာနေရာမှာ အစားထိုးရလို့ပြောပေမဲ့တွိုင်လိုက်အာမာနဲ့ ဒိုမီနက်စ်အိုက်ကိုပေါင်းပြီးတော့ adjust လုပ်ပေးတာဆိုရင်ပုံမှန်ပါလိမ့်မယ်။သွေးကို900ဒီရှော့ပြီးတော့ physical defense ကိုတော့40ဒီတိုးပေးထားတယ်။ unit passive ဖြစ်တဲ့ redemption ဆိုတဲ့ passive ရဲ့ hp regen time ကို3စက္ကန့်ကနေ2စက္ကန့်ထိရှော့ပစ်လိုက်တယ်။နောက်ထပ် unit passive တစ်ခုဖြစ်တဲ့ enemy ရဲ့ damage တစ်ချက်ကအများများနေရင် damage ရှော့ပစ်နိုင်တဲ့ twilight ဆိုတဲ့ passive ကိုဖြုတ်လိုက်တယ်။အဲ့ဒီအစား dominant ice ရဲ့ attack speed ရှော့တဲ့ effect ကို Justice ဆိုတဲ့နာမည်ပြောင်းပြီးတော့ Aiden အစ်စ်ရဲ့ new bus အနေနဲ့ထည့်ပေးလိုက်ပါတယ်။အရင်ကတွေးတဲ့ရော attack speed ကိုပါကောင်တာဖို့ဆိုရင် dominant eye တစ်ခုဆက်ရုံနဲ့လုံလောက်ဝင်မယ်။အခုဆိုရင် effect နှစ်ခုကိုကောင်တာဖို့အတွက် Aiden နှစ်ခုဆက်ရအောင်ပါ။ဒါဆိုရင် toilet armor ရဲ့ enemy damage ကို short ပစ်နိုင်တဲ့ passive ကရောဘယ်ရောက်သွားပြီလဲ။ Guardian hammer တွေကိုပေါင်းထည့်ပေးလိုက်တာပါ။ဒါဖန်နာဆိုတဲ့ unit passive ဖြစ်ပြီးတော့900ထပ်ပိုတဲ့ damage တွေကိုထိတဲ့အခါ အဲ့ဒီပိုတဲ့ damage တွေကို short ပေးနိုင်တဲ့ effect ပါနောက်ထပ် university တစ်ခုဖြစ်တဲ့5စက္ကန့်မချဘဲနေရင်တွေးပြန်တက်တဲ့ effect ကိုတော့အရင်တိုင်းပဲထားရတယ်ချနေရင်လည်းတွေးတက်တဲ့ effect ကိုတော့ဖယ်ထားပါတယ် passive ကတော့အရင်တိုင်းပဲတွေးနဲ့ hpv ရန်ပါနေတော့မှအခုဆိုရင် adas တို့ leslie တို့လို one hit damage ကိုကောင်တာဖို့ဆိုလို့ရှိရင် guardia helmet ဆက်ရတော့မှာပါဒါတွေကတော့အခု update မှာ adjust လုပ်လိုက်တဲ့ item တွေအကြောင်းပဲဖြစ်ပါတယ်အားလုံးအစီအမေကြပါစေ